တဲ့ပေါင်းညာသူတွေတွေကတချို့အဖွဲ့တွေကအခုကျမှငင်းငင်းလေးလုတ်ချင်တယ်ဗားရဲဆိုပြီးတော့အတန်နေထွက်လာတာကိုလာတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းငင်းငင်းရင်းစပွဲမှာတို့စကားပြောရင်ကျွန်တော်တို့ကဘာအကျိုးရှိမှာလဲဒီပေါင်းညာသူဆိုတဲ့အဖွဲ့တွေကနံပါတ်1အချက်တို့ဒေသဖွံ့ဖြိုးဖို့အတွက်တို့လူမျိုးတွေအခွင့်အရေးရဖို့အတွက်တိုက်ပွဲဝင်နေတာမဟုတ်ဖ ೇನೆ အနောက်ကအင်အားကြီးနိုင်ငံကြီးရဲ့နယ်ယုတ်ကလေးတွေတဖွဲ့ဒီပါကျူးကျော်စစ်မှာအရှိရကြိုက်ခိုင်းထားတဲ့ အဖွဲ့အစည်းတွေသာဖြစ်ပါတယ်သူတို့ရဲ့ဒီအဓိကညွှန်ချက်ကြီးကျွန်တော်တို့နိုင်ငံပြတ်သုံးဖို့ကျွန်တော်တို့ပြည်ထောင်စုကြီးပြိုကွဲဖို့မြန်မာနိုင်ငံကြီးတုံးကောက်ဆရာမရှိအောင်ဒုက္ခရောက်ဖို့ဘုရားဘာသာတွေကြာဆုံးမှုအတွက်ရည်ရွယ်ချက်နဲ့လုပ်နေတာဖြစ်တယ်။တို့လူမျိုးအတွက်တို့ဒေသအတွက်ကောင်းကျိုးအတွက်အခွင့်အရေးရဖို့အတွက်လုပ်နေတာမဟုတ်ဘူး။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တပုံတွေကိုအပြုတ်တိုက်ပေးဖို့အေးနေဝင်တောင်းဆိုလိုက်တဲ့ရုပ်တံနဲ့အတူမန္တလေးမှာအရက်သားတွေကိုလုံခြုံရေးအကြောင်းပြဆစ်ဆေးပြီးလူရက်နေတဲ့ထူးခြားသတင်းတွေနဲ့ပါတင်ဆက်ပေးခြင်းပါတယ်အခုအစ္စရေးမှာပြဿနာဖြစ်နေတဲ့ဂါဇာဒေသကိုအမေရိကန်နိုင်ငံထိန်းသိမ်းလိုက်ပြီးတော့အဲ့နိုင်ရာမှာအရာစီမံကိန်းတွေလုပ်မယ်တိုးတက်အောင်လုပ်မယ်လို့ပြောလိုက်တဲ့အတွက်အတန်ဒီအမျိုးမျိုးပွက်လို့ရိုက်နေဒါကျွန်တော်ဘာသွားသတိရတယ်လဲဆိုတော့ဒီဂါဇာဒေသကိုပဲ ကျွန်တော်2008ခုနှစ်တုန်းကအဲ့ဒီအချိန်မှာအစ္စရေးနိုင်ငံဝင်းကျုပ်ဖြစ်ခဲ့တဲ့အီဟုဒ်အိုမတ်ကဂါဇာဒေသရဲ့64ရာခိုင်နှုန်းလောက်ကိုပါလက်စတိုင်းနိုင်ငံအဖြစ်ထူထောင်ပေးမယ်။ဒီနည်းအားဖြင့်အစ္စရေးနိုင်ငံတွေကနေပြီးတော့ဂါဇာရဲ့64ရာခိုင်နှုန်းကိုခွဲထုတ်ပြီးတော့ပါလက်စတိုင်းနိုင်ငံအဖြစ်ထူထောင်ပြီးတော့နိုင်ငံသင်းသင်းမြတ်မြတ်နေကြမယ်ဆိုတဲ့မူကိုချပြခဲ့ပေးမယ်လေ။ပါလက်စတိုင်းတွေကလက်မခံဘူး။ဘာလို့လက်မခံလဲဆိုတော့သူတို့ရည်ပဲချက်က ပါလက်စတိုင်းနိုင်ငံထူထောင်ဖို့မဟုတ်ဘဲနဲ့အစ္စရေးနိုင်ငံကြီးတစ်ခုလုံးကိုပြတ်သုံးသွားဖို့ကမ္ဘာမြေပြင်ပေါ်ကအစ္စရေးနိုင်ငံကြီးပျောက်ကွယ်သွားဖို့ရည်ရွယ်ချက်နဲ့လုပ်ခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ရလို့ပါပဲ။ဒါကြောင့်မလို့အခွင့်အရေးကောင်းကောင်းကိုမယူခဲ့တဲ့ပါလက်စတိုင်းနေဟာအခုချိန်မှာဟာမတ်ရဲ့ဥဆောင်မှုနဲ့အစ္စရေးကိုတွားပြီးရန်စတဲ့အတွက်တခါတည်းနာကအောင်ပြန်ချတာကိုခံနေရပါပြီ။ဒီဥမာကိုကျွန်တော်ဘာလို့ပြောရသလဲဆိုရင်ကျွန်တော်တို့နိုင်ငံမှာလည်းအခုရှိနေတဲ့ပေါင်းညာသူတွေတွေကတချို့အဖွဲ့တွေက အခုကျမှငိမ့်ချမ်းကြီးလှုပ်ချင်တယ်ဘာလဲဆိုပြီးတော့အတန်နေထွက်လာတာကိုလာတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းငိမ့်ချမ်းကြီးစပွဲမှာသူတို့စကားပြောရင်ရောကျွန်တော်တို့ကဘာအကျိုးရှိမှာလဲဒီတောင်းကျမ်းသူဆိုတဲ့အဖွဲ့တွေကနံပါတ်1အချက်သူတို့ဒေသဖွံ့ဖြိုးဖို့အတွက်သူတို့လူမျိုးတွေအခွင့်အရေးရဖို့အတွက်တိုက်ပွဲဝင်နေတာမဟုတ်ဖ ೇನೆ အနောက်ကအင်အားကြီးနိုင်ငံကြီးရဲ့နယ်ယုတ်ကလေးတွေတဖွဲ့ဤပကျူးကျော်စစ်မှာအရှိရကြိုက်ခိုင်းထားတဲ့အဖွဲ့အစည်းတွေသာဖြစ်ပါတယ်သူတို့ရဲ့ ဒီအဓိကညွှန်ချက်ကဒီကျွန်တော်တို့နိုင်ငံပြတ်သုံးဖို့ကျွန်တော်တို့ပြည်တော်စုကြီးပြိုကွဲဖို့မြန်မာနိုင်ငံကြီးတုံးကောက်ဆရာမရှိအောင်ဒုက္ခရောက်ဖို့ဗုဒ္ဓဘာသာတွေကြဆုံးမှုအတွက်ညွှန်ချက်နဲ့လုပ်နေတာဖြစ်တယ်။သူတို့လူမျိုးအတွက်သူတို့ဒေသအတွက်ကောင်းကျိုးအတွက်အခွင့်အရေးရဖို့အတွက်လုပ်နေတာမဟုတ်ဘူး။ဒီပါဩဇာကံပေါ့ဖို့ကြီးကသူတို့ကိုယ်တိုင်လာလို့မရတဲ့အတွက်ရှေ့ကထွက်နေတဲ့နေရုပ်တီသဖွဲလုံနေတာဖြစ်တဲ့အတွက်လူကောင်မျိုးတွေနဲ့ငញ្ញမ်းရင်ဆွေးနွေးမယ်ဆိုရင ကျွန်တော်တို့ကကွေးမိကောက်ခြီတောက်စွတ်တလိုမျိုးအကျိုးမဲ့တာမျိုးပဲဖြစ်လာနိုင်မယ်ဆိုတော့ကျွန်တော်တို့သတိပြုဖို့လိုပါတယ်ဆွေးနွေးလို့တော့ကျွန်တော်တို့ကဘာအကျိုးရှိမှာလဲဟုတ်ပြီဒီကောင်တွေဆွေးနွေးကြနေဆိုလို့ရှိရင်တို့ရှိတဲ့ဟာတွေလက်နဲ့အကုန်ချလိုက်အရှုံးပေးလိုက်အညံ့ခံလိုက်ပြီးတော့မှကိုတိုင်းရင်းသားတွေအနေနဲ့ညီရင်အကုန်ပေါင်းရင်းနှမတပွဲပြီးတော်စုကိုချင်းကပ်ပြီးတော့ရင်ွေးလုံပြီးဆွေးနွေးတာမျိုးမဟုတ်ဘဲနဲ့လုံးဝအရှုံးပေးတာမျိုးပဲနဲ့လာပြီးတော့ ဆွေးနွေးတယ်ဆိုတော့ကျွန်တော်တို့ကလက်ခံမှုမှသိရင်လားဆိုတာကိုပြန်မေးခွန်းထုတ်ဖို့အချိန်ကြပါပြီ။ဘာလို့လဲဆိုတော့ဒီကောင်းနေဒုက္ခရောက်တော့မှအခုကျမှလာပြီးငញ្ញံရင်ပြောပေမဲ့နောက်တစ်ချိန်မှာကို့ပြန်ဒုက္ခပေးမယ်ကောင်းနေမလို့ပါပဲ။တော်တချို့နေရာတွေမှာချင်းကတ်တယ်ဆိုတဲ့နေရာမှာတော့ငါတချင်းရှိတယ်မလားလူဆိုရာလက်စားချေခြင်းတတ်ရတယ်လူလုံးသမ ्या ငိန်ခံနေလဲဤတက်ပါမယ်ရန်လာရင်တော့ အပေပြန်းမယ်ဥသနာအောင်ပြောနေလဲလက်ခံလိုက်ရင်အရှုံးပေါ်မယ်ဆိုရက်ဘူမျိုးနဲ့ပဲကျွန်တော်တို့ကဒီကောင်းလေးကိုချင်းကတက်တယ်လို့အစအစအရာရာကိုစေတနာထားပြီးကျွန်တော်အကြံပြုလိုပါတယ်အားလုံးကျမရှင်လာပါစေယေရှုမြတ်ကြီးတင်ပါတယ် မန္တလေးမြို့မှာစစ်တပ်လက်အောက်ခံပြည်သူစစ်ခေါ်ပြူစောထီတွေကလမ်းတော်လမ်းလာအရက်သားပြည်သူတွေကိုချင်းချောက်ပြီးလူရက်တာတွေပြီးခဲ့တဲ့ရက်ပိုင်းတွင်ဖြစ်ပွားခဲ့တယ်လို့ကြုံတွေ့ခဲ့ရသူတွေစီကသိရပါဗါး မနက်စောပိုင်းနဲ့ညပိုင်းချိန်မှာအရက်သားတွေကိုပျောက်ကြားယူနီဖောင်းဝတ်အမျိုးသား၅ဦးခန့်ပါတဲ့အဖွဲ့ကလုံခြုံရေးအကြောင်းပြတားဆီးစစ်ဆေးပြီးဖုံးပတ်ဆက်အတင်းအတ္တမတောင်းယူလူရက်တာလို့သိရပါတယ်။မက်လာတရက်ကချမ်းမြသာစီမျိုးနယ်ထဲမှာတုံးပြီးရင်စီးနေလာတဲ့အမျိုးသမီးငယ်တွေကိုတားဆီးပြီးတယ်လီဖုန်းဆက်မဲ့ဆိုကဖုန်းတွေကိုလူယူသွားတယ်လို့ကြုံတွေ့ခဲ့ရတဲ့အမျိုးသမီးငယ်ကပြောပြပါတယ်။ဖုန်းတွေတန်းစီထုတ်ခိုင်းပြီးဟိုဘက်လက်နေဆိုပြီးဖုန်းတွေအကုန်သိမ်းပြီးပြေးသွားတာလို့ အဲ့ဒီအမျိုးသမီးငယ်ကပြောပါတယ်ဖေဗူအာရီလကုန်ပိုင်းကလည်းချမ်းမြသာစီမျိုးနဲ့အောင်ပင်လေရက်ကွက်မှာမနက်6နာရီခန့်ကဆိုင်ကယ်စီးလူငယ်3ဦးကိုတားဆီးပြီးဖုန်းတွေတောင်းကာလူယူမှုဖြစ်ခဲ့ပါသေးတယ်။သူတို့ကမတူကာနဲ့ရောက်လာတာပဲကားထဲမှာပြည်သူစစ်အကြီးချိန်ထားတာမြင်လိုက်တယ်လို့ကိုတွေ့ကြုံခဲ့ရတဲ့အသက်18နှစ်အရွယ်လူငယ်ကပြောပါတယ်စစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာမန္တလေးမြို့မှာပြူစောထီလို့လူတိများတဲ့ပြည်သူစစ်တွေကိုစစ်ကောင်စီကမွေးထုတ်နေပြီးလက်နက်တပ်ဆင်ပေးထားတာပါ။ ဖြူစောထီးတွေကိုရက်ရွာထဲကင်းပတ်စေတာရက်ွက်ရုံတွေမှာလုံကြုံရေးယူတာလမ်းသွားလမ်းလာ အရက်သားတွေကိုစစ်ဆေးတာတွေအထိစစ်ကောင်စီကခွင့်ပြုထားသလိုမန္တလေးတိုင်းမတရာနယ်ကတိုက်ပွဲတွေမှာလည်းအတုံးချတာရှိပါတယ်